ရားသခင်ကိုကျေးဇူးတင်တယ်ဗျာ။ဘာကြည်ပြန်ပြီးနောက်တစ်ခါရောက်လာပြန်ပြီ။ဘာကြည်ပြန်ပြီးနောက်တစ်ခါရရောက်လာမှာပဲကျွန်တော်လည်းပဲဒီဖျားเจ้าရောက်နော်။အဲ့တော့တစ်နှစ်ရှိပေါ့။ဒီဖျားเจ้าလည်းတိတ်ထူးဆန်းတယ်။ကျွန်တော်ဖေးဘာကြည်ပြန်နေပဲ။ဘာကြည်ပြန်နေမအားမလာနဲ့။ဘာသာလာဖတ်ကြည့်မယ်နေ့မှလိုက်စေရတယ်လို့ဖြစ်တော့အဲအရင်တော့ပြောမှဆိုမှရှိလည်းပဲဖြစ်လို့ပေါ့နော်အရင်တော့ကျွန်တော်ပြောတဲ့အတင်းတော့ ဓာမီအကြောင်းကျွန်တော်ခဏခဏပြောတယ်တာခိမြန်နေ့ဓာမီပဲရတယ်အခုနောက်ပိုင်းတော့ကျွန်တော်အဲ့ဒါခဏခဏပြောလာမသိဘူးမိခင်နေရာနည်းနည်းစိတ်ဆိုးတယ်ထင်တယ်အခုဒါမီမပေးတော့ဘူးဆက်ပြပေးတယ်ဆက်ပြပေးတယ်ဒါတော့မှဒီနေ့ကျတော့ဆက်ပြမပေးတော့ပြဘူးဆက်ပြဈေးကြီးလို့တဲ့အဲ့ဒါခွဲပြပေးတယ်ဘာလို့ကြီးခွဲပေးရရဆက်ဒါပြပေးရရနော် ကျွန်တော်တို့ပျော်ပါပဲဘာဖြစ်လဲဒါကလက်ဆောင်ကတော့ကျွန်တော်တို့အမှတ်တရလေးပါပဲတကယ်တကယ်ကတော့နှလုံးသားထဲကနေတော့ဖခင်များကိုဂုဏ်ပြုတဲ့အရာပဲဖြစ်တော့ကျွန်တော်တို့ကပျော်ပါတယ်တာသမီတွေကကျွန်တော်တို့ကိုပေးတဲ့အရာဆွဲလို့ရှိရင်တော့ပန်းပွင့်လေးပဲဖြစ်ပါစေနော်ရင်ပန်းမှာလာထုတ်ပေးတဲ့ပန်း၆ကြီးနော်ဒါလည်းပဲကျွန်တော်တို့ကဝမ်းသာတယ်တော့ဖခင်ရဲ့စိတ်တဘောပဲဘုရားသခင်ရဲ့ကျေးဇူးတော်အင်မတန်ကြီးတယ် ကျွန်တော်တို့ယုတ်ကြည့်သူသာသမီများဖခင်များနေ့ကိုပြုတ်လို့ရတယ်။ဒါကြောင့်တော့ဖခင်များနေ့ရောက်တဲ့အခါမှာတစ်နှစ်လုံးမိထားတဲ့ဥစ္စာနည်း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 ပြန်တည်ရတယ်။ဒီချိန်တော့တော့ဖခင်တော့သိရတယ်အလေးမထားရင်လည်းပဲပြန်ပြန်လေးထားရတဲ့အရာကျွန်တော်တို့ကြုံရတယ်။ဒုတိယတစ်ခုကတော့တော့ဖခင်များနေ့လောက်တဲ့အခါမှာတော့ဖခင်များလည်းမိမိတို့ရဲ့ဝန်တာပေါ့။အဲ့ဒါမိမိတို့ရဲ့တာဝန်ကိုပို့ပြီးတော့မှသိလာရတယ်နော်။ ရှင်လူကခရစ်ဝင်ကျမ်းခန်းကြီး35နော်အကဲ7တက်ကနေပြီးတော့31အထိဖတ်တဲ့အခါမှာအင်မတန်မှကောင်းတဲ့ပုံပြင်တစ်ပုဒ်ကိုသခင်ယေရှုကပြောတယ်သခင်ယေရှုကမိန့်တော်မူတယ်အဲ့တော့သခင်ယေရှုရဲ့အသက်တာမှာသူဒေသနာတွေဝေမျှတဲ့အခါဥပမာတွေကိုပြတယ်အဲ့တော့ဒီဥပမာကတော့အကျော်ကြားဆုံးဥပမာပဲ။နော်အင်္ဂလိပ်လိုပြောရင်ဆိုတော့ဒါက the best လို့ပြောရတယ်။အကောင်းဆုံး story ပုံပြင်တဲ့ of the world ပြောတယ်ကမ္ဘာပေါ်မှာအကောင်းဆုံးပုံပြင်တစ်ပုဒ်တယ်အဲ့တော့အဲ့လောက်ကောင်းတဲ့ပုံပြင်တစ်ပုဒ်ကဘာအကြောင်းပြောလဲကျွန်တော်တို့ဒီနေ့ဆင်ញင်ဖို့ဖြစ်တာတဖန်မိန်တော်မူဒီကတစုံတယောက်သောသူ၌သားမယောက်ရှိတဲ့သားအငယ်ဒီအဖထံသို့တွား၍အဖအကျဉ်းလုံးရထိုက်သောအမွေဥစ္စာကိုဝေ၍ပေးပါဟုတောင်းပါနေအဖသည်ဥစ္စာများကိုဝေ၍သားတို့အားပေးလေ၏ထို့နောက်မြန်းမကြား နော်တန်းရည်ဒီမိမိဥစ္စာများကို သိရွေဝေးစွာသောပြည်သူသွားပြီလေထိုပြည်မှာကာမဂုဏ်၌လုံကျူသောအဖြစ်ဥစ္စာပြုံးတည်၍ကျွန်တော်တို့အားလုံးသိပြီနော်ဘုရားအကြောင်းပြောတာလေဘုရားအကြောင်းပြောတာလေဟမ်ပျောက်သောသားတဲ့နော်ဒီလိုကလည်းပျောက်သောဖတ်ရှင်ဖြစ်ရတယ်နော်ပျောက်သောသားနော် တာတရားပျောက်သွားတဲ့အကြောင်းဥပမာလေးအင်တာကောင်းတယ်အဲ့ဒီတခင်ရွှေရဲ့မိန့်တော်မူတဲ့ဥပမာမှာသစုံတယောက်တော်သူနိုင်လူတယောက်မှာသားမယောက်ရှိနော်အဲ့ဒီသားအငယ်ကအဖတ်ထံကိုသွားပြီးတော့မှသူရရမဲ့အမွေဥစ္စာကိုပေးပါဆိုမှတောင်းယူတဲ့လူမျိုးတွေရဲ့ထုံးစံကတော့အမွေကပေးဖို့ပေးရတယ်။ဒါပေမဲ့ကိုယ့်သဘောတိုင်းပေးလို့မရဘူး။သူတို့ကတော့ပြောမယ်ဆိုရင် ဒီမောရှိပြညတ်ခဲ့တဲ့အရာရှိအဲ့ဒီပြညတ်ခဲ့တဲ့အရာအတိုင်းသူတို့ကအမွေကိုခွဲပြရတယ်တရားဟောရကြံခိုင်းရင်၁၇အငယ်၁၈မှာပေါ်ပြထားဒါကဘာကိုပေါ်ပြလဲဆိုရင်လူရှိဒီဂျူးတွေရဲ့နော်သူတို့ရဲ့ပြညတ်တရားအောက်မှာဖခင်တယောက်ကသူတည်သွားရင်သူ့အမွေကိုထားခဲ့ဒီအမွေကိုသုံးပုံပုံရအဲ့တော့သားကြီးကနှစ်ပုံသားငယ်ကတစ်ပုံရဒါတော့ တော့သူရဲ့ထုံးစံပဲเนาะအဲ့တော့တာကြီးဖြစ်တော့သူကတဆရတာပေါ့တာငယ်ကတော့တဆပြရတယ်ဒါပေမဲ့သူကအသက်ကြီးပြီအလုံးလည်းမလုံနိုင်တော့ဘူးเนาะအဲ့ဒီခါကျတော့သူကဆိုဆိုစီစီပေးချင်လည်းပဲပေးလို့ရတယ်အဲ့တော့ဒီနေရာမှာတော့ကျွန်တော်ဘာတွေ့ရဆိုတာငယ်ကပြုတ်ဖြစ်စီကိုတွားတယ်အဖေကတော့မတည်သေးဘူးဒါပေမဲ့သူကတောင်းချင်တယ်ပြီအဖေစီမရမယ့်ဥစ္စာကိုစောစောပေးခိုင်းတာအဲ့တော့သူရမယ့်ဥစ္စာကတပုံပဲ သုံးပုံပုံမှာတပုံပဲအဲ့ဒီတပုံကိုရမယ့်ဥစ္စာကို तू ကတောင်းတယ်တောင်းတဲ့အခါမှာ तू ကတွက်ဖေကပြန်ပေးလိုက်တယ်တဲ့အဲ့တော့ဘာဖြစ်လို့ပေးလိုက်တာလဲဘာဖြစ်လို့ပေးလိုက်တာမပေးမနေနေလို့မရဘူးလားမပေးနေလို့ရပါတယ်သို့တော်လည်းပဲဖတ်ခြင်းကဒီသားကိုသင်ယူစေချင်တာလောကကြီးကဘယ်တော့ခက်ခဲတယ်လဲဆိုတာကိုမသိဘူးနော် ဒီသားကိုလောကကြီးနဲ့ပတ်သက်တဲ့အလေလာကိုသူကသင်ပေးချင်တာဆက်ပြီးတော့မှဖတ်မယ်ဆိုအခန်းငယ်ဆက်လုံးဆက်လေးမှာရှိသမျှကုန်လောကထိုပြည်၌ကြီးစွာသောအစာခေါင်းပါခြင်းဖြစ်၍သူဒီအလိုဆင်းရဲခြင်းတို့ရောက်၏ထိုခါပြည်သားတယောက်ထံသို့သွား၍အစေခံ၏ဝဲတုကိုကြောင်းစီခြင်းကသူသခင်သည်တောသို့ဆေလွတ်သည်ဖြင့်သူသည်ဝဲစားတတ်သောပေတောက်ကိုပြန်စားခြင်းမတတ်ငတ်မှုနှင့်ဤအဘယ်သူများအစာမကျွေး လောကကြီးအထက်လည်းတော့မလွယ်ခုဘူးဆိုတာကိုအဖေကသိမိတာဖြစ်လောကကြီးထဲကိုသူထွက်သွားတယ်ဝင်းစွာတော့ပြီးအဲ့လိုကိုသွားတယ်သွားပြီးတော့မှအဲ့ဒီနေရာမှာသူကရှိသမျှစီးစေဥစ္စာကိုကာမကုံလုံကျူးသောအာဖြစ်ပြုံးတီးသွားတယ်သစ္စာမရှိတော့ဘူးရှိသမျှကုံသောအခါမှာသူကလည်းပဲဘုမာလိုပြောရင်ဒီလိုလည်းခံဆိုးတယ်ကွာသူရှိရဲ့ဒီပစံကုန်တဲ့အချိန်မှာပဲအဲ့တန်းဒီမှာလည်းငတ်မှုချင်းဘေးရောက်နေတယ်အစခေါမချင်းဘေးရောက် တော့ကောက်ကုန်စိမ့်လုံးအရန်တက်တဲ့အချိန်နဲ့သွားတိုးတယ်အဲ့ဒီအခါမှာသူကအလွန်ဆင်းရဲခြင်းလို့ရောက်တယ်အဲ့တော့ဆင်းရဲလို့လို့သူစားဖို့တောက်ဖို့ခက်ခဲတဲ့အခါမှာပြည်သားတယောက်အဲ့ဒီပြည်သားတယောက်ထံကိုသွားပြီးတော့အစေခံတယ်သွားပြီးတော့အဲ့နေရာမှာကျုံလောက်တာအဲ့ဒီနေရာကမသူရဲ့လောက်အားကိုသွားရောက်တာဒါပေမဲ့အဲ့ဒီစုကနော်တမန်လူမဟုတ်ဘူးသူကဝက်ကိုရောင်းတဲ့လူဖြစ်တယ်အဲဝက်ကိုမွေးတဲ့လူဖြစ်တယ်နော် အဲ့တော့ဝက်ကိုမွေးတယ်ဆိုတဲ့အခါသူတို့တိုင်းပြည်မှာတော့သူတို့လူမျိုးမှာတော့အင်တာနက်ယွန်စရာကောင်းပြီးနှိပ်ကြတယ်လို့ဖြစ်တယ်။အဲ့တော့သူတို့ရဲ့စကပုံကဝက်ကိုအစာကျွေးသောသူဒီကြိမ်ချင်းကိုခံရသောသူဖြစ်တယ်။ဝက်နဲ့ယူတတ်လူမျိုးတော့လုံးဝအဆင်မပြေဘူး။အဲ့တော့လူတယောက်ကတော့ပြစ်ဒဏ်စာလုပ်ရင်တောင်မှဒီလောက်နှိပ်ချခြင်းမခံရဝက်မွေးရင်တော့နှိပ်ချခြင်းခံရပြီ။အဲ့တော့အလုတ်အားလုံးထဲမှာအောက်ဆုံးမှရှိတဲ့အလုတ် အဲ့ဒီအောက်ဆုံးမှာရှိတဲ့အလုပ်အပြင်မှာအဲ့ဒီဝက်ဆိုက်ကိုကျွေးရတဲ့သူကလုတ်လုတ်ရတယ်အဲ့တော့ဒီမှာသခင်ယေရှုပြောတဲ့ပုံပြကဒီအရင်တုန်းကတော့တထေးသားပဲတော့သားငယ်ပဲအခွင့်အရေးရှိတဲ့လူဒါပေမဲ့အခုတခါလဲသူ့ရဲ့သူ့ဘုပေနေရာကိုပို့လိုက်လေဟိုအဆုံးကိုပို့လိုက်တာဖြစ်တယ်တဲ့နော်အဲ့တော့ဒီနေရာမှာတော့ကျွန်တော်တို့ကဒီသူ့ရဲ့ခက်ခဲခြင်းကိုကျွန်တော်တို့ကိုပေါ်ပြတာဖြစ်ပါတယ်နော်အဲ့တော့သူက ပဲတော့လေဝက်ကိုကျွေးတဲ့အစအဲ့ဒါကိုစားချင်တာညလုံးလို့ဒီဥစားကလူစားတဲ့ဟာမဟုတ်ဘူးနော်ဝက်စားတဲ့အစပဲသို့တော်လည်းပဲအဲ့ဒါကိုစားချင်တဲ့စိတ်ဖြစ်ပေါ်လာညလုံးလို့ဒါပေမဲ့ဘယ်သူမှသူ့ကိုမကျွေးဘူးတဲ့မစားရအဲ့ဒီခါမှသူကနောင်တရပြီသူနောင်တရပြီသူခါတတိယကြီးငါဖအိမ်လိုက်အခက်စားလို့သူတို့ဒီဘွားစွာစားရကြကြီးနာမှုက EP နဲ့စေအောင်အငတ်ခံရဤငါထရွေဖတ်ထကိုသွားမိအဖအကျွန်ုပ်ဒီဘုရားသခင်ကို၎င်းကိုတော်ကို၎င်းပြစ်မှားပါပြီယခုမှစ၍ကိုတော်ဤသာဟုခေါ်ခြင်းကမထိုက်တံပါသူငားရာ၌အကျွန်ုပ်ကိုထားတော်မူဟာပြောမိဟုအကြံရှိသည်ငယ်ထရွေအဖထံသို့သွားဤစဒီပုံရင်ရဲ့ကတ္တရဘိုင်းမှာတော့သခင်ယေရှုကကျွန်တော်တို့ကိုဘာသွန်သင်တယ်လဲဆိုနောင်တာနောင်တာရပြီးတော့မှအဖြစ်စီကိုပြန်လာတာအဲ့တော့ အရန်ခက်ခဲတဲ့အခါမှာကျွန်တော်တို့ကမပြန်လာလို့မရတော့ရွေးချယ်စရာလမ်းမရှိတော့ဘူးတွဲဖီစီပြန်ဖို့လမ်းကလွဲလို့တခြားလမ်းမရှိတွဲဖီကနော်အင်တာချမ်းသာတဲ့သူဖြစ်တယ်တွဲဖီစီမှာအလုံးလုံးတဲ့လူတွေကျွန်းနေနော်အစာစားရဝက်ဝါစားရတယ်သူကတော့မစားရဘူးမျက်နေတဲ့အချိန်ကြီးဖြစ်တယ်အဲ့တော့သူရဲ့တခင်အစ်စ်နော်ပြောမယ်ဆိုရင်ရှင်တော့သူ့ရဲ့တခင်က ူကမကြည့်ဘူးခိုင်းနေခိုင်းတာအဲ့နောက်မှာတော့သူကထပြီးတော့မှသူ့ဖြစ်စီကိုပြက်ပြက်လေတွား၍ဝေးတော့ခါအဘသည်သူ့ကိုမြင်နေတနာတော့စိတ်ရှိသည်ဖြင့်ပြေးသွား၍သားဤလက်ဘင်းကိုပိုက်ဖဲ့လျက်နိုင်ရှုပ်လိမ့်ဤနောက်သားနဲ့ပြန်လာတဲ့သားကိုအဖေကအပြစ်မတင်ဘူးဘာဖြစ်လို့ပြန်လာတာလဲလို့လည်းမပြောဘူးဟမ်ဘယ်လိုလဲကွာလည်းအဆင်ပြေလားတော့အခုမှပြန်လာသလားခြေစကားငော့စကားမပြောဘူးကျွန်တော်တို့လူသား အများကြီးကတော့ဒီလိုမျိုးပြန်လာတဲ့လူကိုကျိုးဆိုဖို့အတွက်ပြောသူ့ရဲ့ပြစ်ကိုပြောတာညွတ်တော့ဒီဖေကအဲ့လိုမဟုတ်ဘူးလေနော်ညွတ်ဖေကအဲ့လိုမဟုတ်ဘူးညွတ်ဖေကခါတဲ့ပြေးသွားပြီးတော့မှစားရဲနေပင်ကိုပိုက်ဖက်ပြီးနန်းနန်းတယ်စားကလည်းအဖအချနှုတ်ဒီဘုရားသခင်ကလည်းကိုတော်လောပြစ်မားပါပြီတဲ့ယခုမှစပြီးကိုတော်ဤစားဟုခေါ်ခြင်းကမထိုက်တန်ပါဟုဆိုနေတယ် အဘကမြတ်တော်ဝုလုံကိုယူခဲ့ကြသူ့ကိုချုပ်ကြသူဤလက်၌လက်စုတန်စာကိုဆင်ကြရှင်နှင်းကိုလည်းစည်းစေကြသူ့အောင်ကျွေးသောနွားလေးကိုယူ၍သတ်ကြတို့ပြီးမှငါတို့သည်စားကြကုန်ကပျော်ငွေ့ခြင်းကိုပြုကြကုန်ကနတ်သားသည်အထက်ကသိ၏တော့ယခုရှင်ပြန်၏အထက်ကပြောက်၏ယခုပြန်ပြီဟုအစီပါတို့ကိုဆိုပြီးမှထိုသူအပေါင်းတို့သည်ပျော်ငွေ့ခြင်းကိုပြုကြ၏ဒီနေရာမှာတော့ ဒီသားကအိမ်ကိုပြန်လာတယ်။နောင်တနဲ့ပြန်လာတဲ့သားကိုအဖေကဝန်တာအားရနဲ့သွားပြီးကြုံတယ်။ Drive welcome ပြောပြောရှိရှိနဲ့သွားပြီးကြုံဆိုတယ်။ကြုံဆိုရုံမကဘူးနော်။ဒီအပြစ်လုပ်ခဲ့တဲ့သားနော်ဒီသားကိုသူကချီးမြှောက်တယ်။ပြန်ပြီးတော့ချီးမြှောက်တာကိုကျွန်တော်တို့တွေ့ရပါတယ်လား။ဒီနေရာမှာတော့သူ့ရဲ့သားကိုပွေဖက်ကြုံဆိုပြီးတဲ့အခါမှာပစ္စည်း၃မျိုးပေးပါတယ်။ နော်ပထမဥစ္စာတစ်ခုကတော့ဝတ်ယုံကိုပေးတာဖြစ်ပါတယ်။နော်အဝတ်ကိုပေးတယ်တဲ့နော်ဒီကျမ်းစာမှာဆိုတဲ့အခါဒီဝတ်ယုံကသူ့ရဲ့ဂုံဒီအတွက်ဖြစ်။သူကဟိုးဝတ်စာတော်မှသွားစားရမယ်သူဝတ်တော်မှသွားပြီးတော့ကြောင်းရတဲ့သူဟာဂုံဒီမရှိတော့ဂုံဒီတပြားမှမရှိတော့တဲ့သူဒီအဖေကပြန်ပြီးတော့မှဂုံတက်လာအောင်ဆိုဝတ်ယုံချုပ်ပြီးတယ်။အပီနဲ့တင်းတယ်အောင်ပြန်ပြီးတော့ပတ်စည်းတယ်ဒုတိယတစ်ခုကတော့ let's soup ပြီးတယ် အဲ့တော့လက်စုရဲ့အတိတ်ကတော့တကူအာနာပဲအခွင့်အာနာဖြစ်တယ်အဲ့တော့ဒီလက်စုကသူ့ရဲ့ကိုစားဖြစ်တယ်အတခွင့်အာနာမပြောနဲ့တော့စားစရာတော့မရှိတဲ့ဘဝကနေပြီးတော့အဖေစီပြန်လာတဲ့အခါမှာဒီအဖေကသူ့ကိုတကူအာနာပြန်ပေးတယ်ဒီနေ့ဒီနှုတ်ကပတ်တော်ကကျွန်တော်တို့ကိုဖျားခင်ကငါတို့ကိုပြန်လက်ခံတယ်ဆိုတဲ့အရာကိုပေါ်ပြတာဖြစ်တယ်အင်တန်ကောင်းတဲ့နှုတ်ကပတ်တော်တခင်ယေရှုကိုယ်တိုင်မိန့်တော်မူတဲ့အရာဖြစ်တယ်တတိယကတော့ခြေနင်းဖြစ်တယ် အဖြစ်ပေကပါလေသူတို့တိုင်းပြည်မှာသူတို့ရဲ့ရင်ပြင်းမှုမှာကျုံဆင်းတော့ဖနှက်မစီရဖနှက်မစီရဖနှက်စီခုမရှိဘူးကျုံကဖနှက်စီတယ်ဆိုတာကတော့ဒါကတော့သခင်ဖြစ်တာအဲသခင်ရဲ့သားဖြစ်မှာသူတို့ကဖနှက်စီရဒီချင်းလေးဟာအရေးကြီးတဲ့အရာဒီချင်းလေးကစကြုပ်ပဲဖြစ်တယ်အဲ့ဒီခါကျတော့နော်သူကကျုံမဟုတ်တော့ဘူးကျုံဖြစ်ကနေပြီးတော့လွတ်သွားပြီအလုသမားမဟုတ်တော့ဘူးဘာလို့လဲတထေးရဲ့သား ဒီအလုရှင်ရဲ့တားဖြစ်သွားပြီအဲ့တော့ဒီသုံးခုကိုပြန်ပြီးတော့တိဆောက်ပြီးအရင်တော့ကဘာမှမရှိတော့တဲ့လူနော်နော်ဂုံသိက္ခာလည်းမရှိတော့ဘူးအခွင့်အာဏာလည်းမရှိတော့ဘူးကျုံဖြစ်နေတဲ့သူကနေပြီးတော့မှပြောင်းလဲပြီးတော့မှအကုန်လုံးကိုပြန်ပြီးတော့ဖျားအဖေကပေးတာအဲ့တော့ဒီ story လေးကအင်တမကောင်းတဲ့အရာဖြစ်တယ်ဒီ story ကိုကျွန်တော်တို့ဖတ်တဲ့အခါမှာကျွန်တော်တို့ကြားရတဲ့အခါမှာဘာတွေ့ရလဲဘာတွေ့ရလဲ ဒီကေပဲဖျားခင်ရဲ့ချစ်ချင်းမြတ်တာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါဒီပုံပြင်ဟာဒီသားရဲ့အဖြစ်ကိုပြောတာမဟုတ်ဘူးဒီပုံပြင်မှာတခိယေရှုဖော်ပြချက်ဖျားရဲ့မြတ်တာဖတ်ခင်ရဲ့မြတ်တာကိုဖော်ပြတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဖတ်ခင်များနေ့ပြောတဲ့အခါမှာဖတ်ခင်ရဲ့မြတ်တာကပထမဆုံးအဓိကအခန်းမှာပါတဲ့အရာဖြစ်ပါလေလို့နောက်ဒုတိယတစ်ခုကတော့ဖျားခင်ရဲ့ခွင့်လို့ခြင်းတော့ဖျားရဲ့ခွင့်လို့ခြင်းဖြစ်ပါတယ် အဖေရဲ့ခွင့်လွှတ်ခြင်းကိုပေါ်ပြတဲ့အရာထက်တူထက်မြတ်ဖြစ်ပါလေ။အဲ့တော့ကျွန်တော်တို့တစ်ခါတော့ဟိုးအမေရိကပြည်မှာလင်ကွန်းဆိုတဲ့လူတယောက်ရှိတယ်။စစ်ဘိုလ်ကြီးပေါ့လက်တော်သမရဖြစ်လာတယ်လင်ကွန်းကြီး။သူကတိုက်ခိုက်ရတာပေါ့။တောင်ပိုင်းနဲ့မြောက်ပိုင်းပြည်တွင်းစစ်ဖြစ်သူကတော့မြောက်ပိုင်းကနေတော့တောင်ပိုင်းသားတွေကိုတိုက်ရ။နောက်ဆုံးတစ်နေ့မှာတော့ဒီတောင်ပိုင်းသားတွေရှုံးလိုက်သွားတယ်။တန်းကြီးလည်းပြန်ပြီးတော့ပေါင်းစုသွားရတယ်။အဲ့ဒီမှာဒီတောင်ပိုင်းသားတွေက ပြည့်တနာရှာတဲ့သူတွေဖြစ်တဲ့ကြောင့်သူရဲ့နော်ရဲဘော်တွေကဘာပြောလဲလင်ကိုအခုကျွန်တော်တို့နိုင်ပြီအခုအဲ့ဒီတပုံထခဲ့တဲ့ဒီတောင်မိုင်းသားဖြစ်ဖို့တွေငါတို့ဖမ်းမိထားပြီတို့ဘာလုပ်လဲကောင်းဖြတ်မလားဒါမှမဟုတ်လည်းငါတို့ဘလက်စားချင်မလားမင်းလေဟာလင်ကအဲ့ဒါလိုမလုပ်ဘူးတခါမှငါတို့ရံမဖြစ်ဘူးတဲ့သူတွေလို့ပြန်ဆက်ဆံမယ်ကွာငါတို့တခါမှစကားမများဘူးတဲ့လူတွေလို့ဆက်ဆံမယ်ခွင့်လွတ်ပြလိုက်တာ ဖိလို့တာတော့ကျွန်တော်တို့ဖိလို့ချင်းကလည်းပဲဒီနေ့တခင်ယေရှုကဒီပုံမြင်အဖြစ်ပြောတာဒီအဖေကဖိလို့တာဖိလို့တာတော့နောင်တနဲ့ပြန်လာတဲ့လူကအပြစ်စကားတစ်ခုမှမပြောဘဲနဲ့ဖိလို့တဲ့အတွက်ကြောင့်သားနဲ့အဖကပြန်ပြီးပေါင်းစည်းအဖေရဲ့ဖိလို့ချင်းကိုဒီနေ့ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ကျွန်တော်တို့တကယ်ပဲအဖေတွေရှိတယ်နော်တာသမီးတွေရဲ့အပြစ်တွေကိုခွင့်လွတ်နိုင်တဲ့သူများဖြစ်တယ်ကျွန်တော်တို့စကပုံတောင်မှရှိတယ်။ဘာပြောလဲဆိုရင် အခွင့်တော့လွတ်လွတ်ရတယ်တဲ့မေ့ပြစ်လို့တော့မရဘူးเนาะဘာပြောတာချီနောင်ထားသေးတယ်ခွင့်တော့ခွင့်လွတ်တယ်လို့ပါဇက်ကတော့ပြောဒါပေမဲ့နောက်တစ်ခါမခံရမမေ့နဲ့အဖေရဲ့နှလုံးသားအဲ့ဒါမဟုတ်ဘူးเนาะဒီနေ့ခွင့်လွတ်တယ်နောက်တစ်ခါခွင့်လွတ်ဖို့လည်းအဆင်သင့်ပဲဒီနေ့တည်ဆောက်ပေးတယ်နောက်တစ်ခါထပ်ပြီးတည်ဆောက်ပေးဖို့လည်းအဆင်သင့်ပဲဒီနေ့ကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာဖခင်ရဲ့စကားကိုနားထောင်ခဲ့တဲ့နှစ်ပေါင်းများစွာ နမ်းမထောင်ခဲ့တဲ့ဖြစ်ပေါင်းများစွာအတွက်သူဟာတော့ပြန်မှန်းချင်းကိုကြုံရတို့တော့လေအဲ့ဒါကြီးတစ်ခုလောက်ကတစ်ခုမှဖျားပြီးခင်ကအဲဖခင်ကတော့အမှတ်မထားဘူးဆိုတာကိုကျွန်တော်တို့တွေ့ရပါလေဒီနေ့ဒီဝုထုကနေပြီးတော့မှသင်္ကန်းစာရှိပါလေနံပါတ်၁ကတော့ဖခင်ရဲ့ချစ်ချင်းမြတ်တာဖြစ်ပါတယ်ဖခင်ရဲ့ချစ်ချင်းမြတ်တာကရှိတဲ့မြတ်ကိုပေးနိုင်တာရှိတဲ့အရာအလုံးကိုပေးတာဖြစ်ပါတယ်ဒီနေ့ အဲတားငင်ကသူရပိုင်ဖိလို့ပြောပြီးတောင်းတယ်မပြင်းလေရသူတည်သွားမှလည်းပေးရမယ့်အရာဖြစ်တယ်သို့တော့မေတ္တာနဲ့သူပေးတယ်နော်ရှင်မသက်ခွင့်ကြံခန်းကြီးခွန်နဲ့အငယ်ကိုကတစင်ပါတားသည်မုတ်ကိုတောင်းတယ်တဲ့မိမိသားအားကြောက်ကိုပေးမဲ့သူနားကိုတောင်းတယ်မွေကိုပေးမိသူတစုံတယောက်တင်တို့တွင်ရှိသလုံးမေးထားတယ်အဲ့တော့ထခင်တွေကဘယ်တော့မှသူ့ရဲ့သားကိုမကောင်းတဲ့အရာမပေးဘူးသူတို့ တောင်းတဲ့အရာကိုပေးတဲ့သူဖြစ်ပါတယ်။ဒါကတော့ဘာကိုဖော်ပြလဲသူတို့ရဲ့ချစ်ခြင်းမြတ်တာ။ဒုတိယတစ်ခုကတော့ဖတ်ခင်ရဲ့ခွင့်လွှတ်ခြင်းကျွန်တော်တို့ကြည့်ပြောခဲ့ပြီးပြီ။ဒီခွင့်လွှတ်ခြင်းအကြောင်းနောင်တနဲ့ပြန်လာတဲ့သားကိုကြိုဆိုတယ်။ဒီနေ့ဖတ်ခင်ဒီဟာသားတွေကအမြဲတမ်းခွင့်လွှတ်တဲ့သူတွေဖြစ်ပါတယ်။ဘုရားသခင်ကကျွန်တော်တို့အပြစ်တွေကိုခွင့်လွှတ်တဲ့သူအမြဲတမ်းဖြစ်ပါလေ။နံပါတ်3တစ်ခုကတော့ဘုရားသခင်ရဲ့ချီးမြှောက်ခြင်းဖြစ်ပါ ။ဒါဘုရားခင်ရဲ့ချစ်မြတ်ခြင်းကအင်တန်မှအောင်းဩစရာကောင်းတယ်။အပန်းကြီးနဲ့ပြန်လာပေမဲ့လည်းအစ်စ်တစ်ခါပြန်ပြီးတော့တိဆောက်ပေးတယ်။ပြန်ပြီးချီးပြီးဟာခင်လေးကျွန်တော်တို့တားတွေကကြွသွားတဲ့အခါမှာမအောင်တဲ့အခါမှာပြန်လာတဲ့အခါမှာအစ်စ်ပြန်လာပြီးနောက်တစ်ခါကြိုးစားခိုက်တာကိုကျွန်တော်တွေ့ရပါတယ်။ကျွန်တော်တို့အိမ်သားမှာကောင်းလေးတယောက်ရှိရင်စာမေးပွဲဖြေတယ်အဖေကအရန်ပင်မနဲ့သူကြိုးစားတော့မှစိုက်ကနေရတာဖြစ် အဲ့တော့ရရဲ့သစ္စာလေးနဲ့ရှားကြမ်းပြီးတော့မှသူကသူ့သားကိုကြောင်းထားတယ်။သူများလေကျူရှင်ဆိုလဲသူကျူရှင်ပဲအထူးထုတ်ဆိုလဲအထူးထုတ်ပဲ။အရန်ပစ္ဆန်ကုန်လေသူ့မှာအင်ဂျီဝတ်စရာမရှိဘူး။မန်ယူအင်ဂျီအဆုတ်တစ်ထည်ပဲသူ့ကို။နော်။အဲ့တော့သူကခါတယ်ခခဏခဏလေးပဲသူညှိတွားတဲ့အတန်ခါမှမပြောဘူး။နော်။ကျွန်တော်တို့အံ့ဩတယ်သူ့။အဲ့ဒီသားလေးစာမျိုးဝဲကြသွားတယ်။ သူမျောလင်းစရာဘာမှမရှိတော့သူတို့လည်းပဲအဲ့ဒီသားကပြန်ပြောတယ်အဖေနောက်တစ်ခါလာတော့ကြောင်းပြန်နေချင်းလေးတယ်တစ်ချက်မှမညီတော်ဘူးချက်ချင်းပဲပြန်နေရမယ်နောက်တစ်ချိန်ပြန်ပြီးမှအဲတက်ခိုင်းတယ်ဒုတိယနှစ်မှာတော့သူ့သားလေးအောက်သွားသူကကျွန်တော်စီပြေးလာပြီးမှသူကကြွားဟာကျွန်တော်သားဆယ်တန်းစာမျိုးပဲအောင်သွားပြီသူမျက်နှာပျော်ရွှင်နေတယ်တကယ်တော့တနစ်သေးနဲ့အောင်ရမယ့်ဟာကအဲ့ဒီပုံကွာနှစ်နှစ်တောင်ကြောင်းထားရတာ ဒါပေမဲ့သူကနောက်တစ်ခါကြိုးစားရအခွင့်ကိုပေးတဲ့သူဖြစ်တယ်။ဒီနေ့ကျွန်တော်တို့ထပ်ပြီးတော့မှတည်ဆောက်ပေးတာတော့အဖေဖြစ်ပါတယ်။ခုနကတည်းကကျွန်တော်တို့ပြောတဲ့အချက်၃ချက်နော်။သခင်ယေရှုကိုယ်တိုင်မိန့်တော်မူတဲ့ဥပမာဖြစ်တယ်။သခင်ယေရှုမိန့်တော်မူတဲ့ဥပမာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လေးစားမှဖြစ်တယ်။ဖခင်လေဟာနော်။ဒီသားတွေအတွက်တည်ဆောက်တဲ့နေရာမှာအစီအမရှိတဲ့အရာကိုထပ်ပြီးတော့အစီနဲ့တည်ဆောက်ပေးတယ်နော်။ ဘယ်တခါသူရဲ့အခွင့်အာဏာမရှိတာကိုလည်းထပ်ပြီးတိဆောက်ပေးရောမကနောက်ဆုံးမှလည်းပဲတကယ်ပဲသူ့မှာမရှိတော့တဲ့နော်အလုတ်ပိုင်ခွင့်နော်ကျုံအရာကနေပြီးတော့မှနော်အစ်စ်တော့အရာကိုပေးပြီးတော့တိဆောက်ပေးနေဆိုတာကိုကျွန်တော်တို့တွေ့ရတယ်အင်္ဂလိပ်စကားတစ်ခုမှဘယ်လိုဖော်ပြလဲဆိုတော့ဟခင်ဆိုတာဒီဟာလေတားမြရဲ့လက်ကြခြင်းကိုဖန်ဆုပ်တဲ့သူတွေဖြစ်တယ်ဆိုတော့အဲ့တော့ ဒီဟာကအရေးကြီးတယ်။တားတယောက်ကလိတ်ကြရမယ်ဆိုရင်ဖမ်းဆုပ်တဲ့သူဟာအဖေကြီးဖြစ်တယ်လို့။တယောက်တားသမီးတွေကအချရှုံချင်းကနေပြီးတော့လွတ်မြောက်တယ်ဆိုပြီးတော့မှဒီအင်္ဂလိပ်စာဆိုတယောက်ကပြောထားတာဖြစ်တယ်လို့။ဒီနေရာမှာအဲရေးထားတဲ့ဥပမာလေးနော်ဟိုဘယ်လိုပြောမလဲ။ကြပြာလေးပေါ့။အဲ့ဒါလေးတစ်ခုဖတ်ပြချင်ပါဘူး။ The greatest gift I ever had came from God I call him dad ပြောတယ်အဓိပ္ပာယ်ကတော့နော်ဘုရားခင်ထံကအကြီးဆုံး lesson တစ်ခုကျွန်တော်ရတယ်အဲ့ဒီရတဲ့ lesson နော်အဖေဖြစ်တယ်ဆိုမှသူကဖော်ပြထားတယ်အဲ့တော့ဖခင်ကိုပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဘုရားသခင်ကိုကျေးဇူးတင်စရာဖြစ်တယ်သာသမီတွေအတွက်ဖခင်ရဲ့ကြိုးစားအားထုတ်မှုတွေကိုတတိမမေ့စေခြင်းဘုနော်အခု အသက်ပြုစင်မှာဖြစ်သင်ကိုဖန်ဆင်းတော်မူသောအရှင်ကိုအောက်မေ့ပါဆိုမှဒေသနာကျမ်းခန်းကြီးဆက်နှစ်ပေါ်ပြတာတွေ့ရပါတယ်။နောက်ဆုံးမှာတော့ဖတ်ခင်ရဲ့ဝမ်းမြောက်ခြင်းအကြောင်းပေါ်ပြချင်တာဖြစ်တယ်။အဲတော့ဒီနေရာမှာနောက်ထပ်နဲ့ပြန်လာတဲ့သားကိုတွေ့တဲ့အခါဒီဖတ်ခင်အင်တန်မှပြုတ်ပြေးပြီးတော့မှသူ့ရဲ့လက်သွေးကိုပွေဖက်တယ်။ဒါကသူ့ရဲ့ပျော်ရွှင်ခြင်းသူ့ရဲ့ဝမ်းမြောက်ခြင်းတော့အဲတော့ရှင်ရောအဲ ဟံဩဝါဒစာဒုတိယစာအခန်းကြီး1ငယ်၄မှာငါတို့သည်တဲ့ခမည်းတော်ဖျားထံနဲ့ပြညတ်ကိုခံရသည့်တိုင်သင်းစာသမီးချို့တို့သည်တမန်တရား၌ကျင့်လေ၍နေသည်ကိုငါတွေ့သောအခါအလုံးဝမ်းမြောက်ချင်ရှိ၏တကြိမ်ပြီးတကြိမ်ကျွန်တော်လာတဲ့အခါမှာဒီမှာတချင်းဆိုရဲ့အဆူတော်ကျွန်တော်တဘောကြအင်မတန်မှကောင်းတယ်သူခုံပေါ်မှာတက်တက်ဆိုတာလေ ူတချင်းဆိုတာနားထောင်ရင်းနဲ့ပြုတ်ကြမှာလဲဆိုရရနော်အားလုံးရှင်းတုံစရာပဲဟုတ်ဒါပေမဲ့သူဆိုတဲ့တချင်းနဲ့နားထောင်တဲ့ခါတိုင်းမှာဖျားခင်သူတို့ကိုတော့တကယ်ပဲဆုကျေးဇူးပေးတာကိုကျွန်တော်တွေ့သူအဖေဘလဝမ်းတာမလဲဘာဖြစ်လဲတမတရားလမ်းထဲမှာရှောက်သွားပြီအညာဖြစ်နေလို့နော်ကျွန်တော်တို့စန်နစ်စကူးမှာကျန်းစာရုပ်ပြိုင်ဝင်းဒီတစ်ခုပြန်လုပ်အဲ့လုပ်တဲ့ခါမှာဒီသားကလေးတယောက်ကသူကကျန်းစာရုပ်ရအောင် ူကအရှိမသွားထိုင်လို့မှသူကစမ်းစာရုပ်ခံနေသူကဖျက်ပေးတတ်မှာသူကပါဇက်ကလှုပ်လှုပ်လှုပ်သူယူရမယ်ဆိုတာသူကမေ့သူကြမ်းကြက်ကိုသူမေ့သူဖျက်ကရှေ့ဆုံးကနေပြီးတော့မှဒီသားလေးကမိနေတဲ့အဟာကိုသူသိတယ်နော်သူထောက်ပြဖို့ကလည်းဒိုင်လူကြီးကအကြည့်ကျော်လက်သူ့အဖေကိုတစ်ချက်တစ်ချက်လမ်းကြည့်ဒါမျိုးကြီးကဟိုဘက်လှည့်တာနဲ့သူကအဖေကိုကမင်းကပြောမေးတယ်ဘာပြောရမလဲပေါ့အဲ့ခါမှာအမှန်တော့သူကအစမေ့ရ တွေ့ဖရဒန်ကြီးမကြောက်သူ့ပြောတယ်ငါဒီဤလောကကြီးအလင်းဖြစ်ဤအော်သူတော့ပေါက်သွားတယ်ဒန်ကြီးလည်းပြန်ပြောသူအကြီးကျယ်ဟောတယ်ကျွန်ုပ်ရဲ့ဖေဒီဤလောကကြီးအလင်းဖြစ်ဤဒီခါလည်းလူတွေကယူကြတော့ကအဲ့တော့ဒီခါမှလည်းမကြဘူးတဲ့ကြမ်းချက်တဲ့ဒန်ကြီးပြောင်းပြဿနာတက်သွားတယ်နော်အဲ့တော့ဒီနေရာမှာတော့ကျွန်တော်တို့ဗာတွေ့ရလဲဆိုတော့နော်အဖေတွေကသူတို့ကလေးတွေတမတရားလမ်းထဲမှာတွားအင်တန်မှဝန်တာတာ တန်းစာရွင့်လဲဝန်တာတယ်ပဲဒီလိုတချင်းဆိုရင်လည်းပဲဝန်တာတယ်တမတရားလမ်းထက်မှာရှောက်သွားတာဒီနေ့ဟိုးနောင်တရပြီတမတရားလမ်းထက်ကိုပြန်လာတဲ့တန်းငယ်ကိုအဖေကဘလို့ကြိုးဆိုတယ်လဲဆိုတော့ကျွန်တော်တွေ့ရတာဖြစ်တယ်ဒီ story လေးဟာတကယ်တကယ်တော့ဘုရားရှင်ရဲ့ခွင့်လွှတ်ခြင်းတကူတော်ကိုပေါ်ပြတာဖြစ်တယ်သို့တော်လည်းပဲတစ်ဖက်ကကျွန်တော်ကြည့်ရင်အဖေတယောက်ရဲ့ချစ်ခြင်းမေတ္တာကိုကျွန်တော်တွေ့ရတာဖြစ်တယ် သားတဲ့ကနေတွေ့ရင်တော့ဖျားခင်အောက်ဘွယ်တည်တင်ချင်းချောင်းကိုတွန့်တင်တာဖြစ်လို့တစ်ဖက်ကလည်းပဲအဆုံးမရှိတဲ့ဖျားခင်တယောက်ရဲ့တော့ချစ်ချင်းမြစ်တာနော်ကျွန်တော်တို့မာယွင်းခဲ့ရင်လည်းဖျားခင်ဖျားအဖဖျားခင်ကကျွန်တော်တို့ကိုခွင့်လွတ်ပြီးနီးတူလောကဖျားခင်ရဲ့တဘောတဘာဝနဲ့အတူတူပဲဖြစ်တယ်ဆိုတဲ့အကြောင်းပေါ်ပြချင်တာဖြစ်တယ်ဒီကတော့ကနော်ခီးသွားကြတဲ့လူငယ်တစုရှိတယ်သူတို့က လူကြောင်းပိတ်ရဲ့မှာစွန့်စားပြီးတော့မှသွားချင်တာပင်လေသမုတ်တရားကိုကူးပြီးတော့ဘုဘက်ကမ်းမှာရှိတဲ့ကျိုးမှာသွားနေချင်တာအဲ့တော့သူတို့ကဘာပြောလဲဆိုဒီပွဲမှာဘယ်သူမှလူကြီးမခေါ်လာနဲ့ငါတို့လူငယ်တွေကြီးပဲသွားမယ်မိန်းကလေးတွေယောက်ျားလေးတွေတင်မောတစည်းကိုဖားပြီးသွားကြသွားကြတဲ့အခါမှာအဖေတွေခေါ်မလာနဲ့အမေတွေခေါ်မလာနဲ့စဉ်းရင်းရှုပ်တယ်နော်အဲ့လိုပြောပြီးတော့မှသူတို့သွားကြတယ်သွားရင်သွားရင်လမ်းမှာခါတဲ့တော့နေမုံတိုင်းတိုက်တာ ဲ့တော့သင်္ဘောမောင်းတဲ့ကလေးကလည်းပဲသူကသင်္ဘောမဲကားလာမောင်းတာလည်းသူတို့ကိုယ်လည်းမောင်းနေစွန့်စားချင်တာမထိတ်နိုင်လို့အကြီးအကျယ်ပြဿနာတက်ပြီဟာလေမုန်တိုင်းကတိုက်အောက်ကနေတော့ရေကဝင်းလာတဲ့အခါကျတော့သူတို့ပြရခိုက်ဘာလို့ရမှာမသိဘူးအချင်းချင်းနဲ့တိုက်ဘယ်လိုလုပ်ရမလဲဖုံးဆက်နော်အိမ်ကိုဖုံးဆက်ဖုံးဆက်တော့လည်းလိုင်းကမပြူဘလို့လုံးရမှမပြူသင်းမောကပေါက်လို့ပေါက်ခင်ဖြစ်အဲ့ဒီမှာကလေးတယောက်ကဘာပြောလဲဟာဒါဆိုငါ့ဖြေကိုသွားမေးကြည့်မယ်ငါ့ဖြေကသင်းမောသားဟုတ်ပဲ အရင်တော့သင်္ဘောသားပဲဘယ်မှလည်းနေဖြစ်အဲ့မှာလာမဟုတ်ဘူးတဲ့အဖေပါတယ်အဟုတ်တယ်မတော်ပြောထားတဲ့အဖေကိုမခေါ်လာနဲ့အမေမခေါ်လာနဲ့မြေအစည်းကမ်းဖောက်တယ်ဟုတ်တယ်ငါကငါဖြစ်ငါခေါ်လာမိတယ်ဘယ်မှထားလဲစင်ဦးထဲမှာသွားကြည့်တဲ့အခါမှာစင်ဦးနဲ့အုပ်ထားအဲ့တော့အဲ့အဖေကအဲ့စင်ဦးထဲမှာသူ့အသားကသူ့ကိုခေါ်လာတာအတင်းဒါပေမဲ့လည်းသူ့ကိုစင်ဦးထဲမှာမထည့်ဟာအခုတော့အရေးကြောက်ကြတော့ခါတဲ့အဲ့စင်ဦးကြီးသွားဖွင့်လိုက်တဲ့အခါကျ ပြေဖေရထလာသူပြောအဖေအဖေကသင်္ဘောသားဆိုကျွန်တော်တို့သင်္ဘောဒီလိုဖြစ်နေပြီကျွန်တော်တို့အကူညီပါအောင်သူကဖေပြေခဏနေအောင်ငါလေးရှူအောင်မယ်။ဒါဖြစ်တဲ့ဆိုငပိဦးကြီးထဲမှာထည့်ပြီးခေါ်လာ။အရန်ထူဆန်းတယ်နော်စေဦးထဲကဖေဖေဆိုတဲ့စတိုရီကဒီကဲဖြစ်ပြစ်ပဲ။အဲ့ဒါနဲ့သူကထွက်လာပြောမှတခါလေအဲ့ဒီသင်္ဘောမောင်းတဲ့နေရာကိုသွားပြောသွားထိမ့်သိမ့်တယ်။အတွေ့အကြုံရှိရဲ့။နှစ်ပေါင်းမှအများစွာပြင်ညာရှိတယ်။အဲ့ဒါကြောင့်မလို့ ကောင်းတဲ့စိတ်ကမ်းကိုကောင်းကောင်းမွန်မွန်ပြောပို့ဆောင်တယ်အဲ့ခါကျတော့သင်္ဘောပေါ်မှာရှိတဲ့ကလေးကအဖြစ်ရဲ့တန်ဖိုးကိုတကြည်ရသိသွားကြတယ်တဲ့ပုံပြင်လေးက true story လေးပါပဲဒါပေမဲ့ကျွန်တော်တို့အဲကြားရတဲ့အခါမှာဖတ်ရတဲ့အခါမှာကျွန်တော်တို့စိတ်ထဲမှာအဖြစ်ရဲ့တန်ဖိုးကျွန်တော်တို့ပို့ပြီးသိလာရတယ်ဒီနေ့ကျွန်တော်တို့အယောက်စီတိုင်းအဖြစ်ကိုစေဝှထဲမှာထည့်တဲ့လူလည်းရှိပါပဲအဲ့တော့စေဝှထဲမှာထည့်တဲ့သူတွေအားလုံးကိုဖျားခင်ကောင်းကြီးပေးပါစီ ိုသွားတဲ့နေရာမှာစီယုံထဲမှာမထည့်ပဲနဲ့အိမ်မှာခြံထားတဲ့သူတွေလည်းပဲဘုရားသခင်ကောင်းကြီးပေးပါစေဒီနေ့ကြားနာရသောနှုတ်ကပတ်တော်အဖြစ်တိဆောက်ခြင်းကိုရကြပါစေဘုရားသခင်ကောင်းကြီးရှိပါစေ